Hello everyone. လူကြီးမင်းတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာကတော့ရှေ့ဗီဒီယိုမှာပြောပြထားတဲ့ eight parts of speech တဲ့က noun ကြောင့်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုမကြည့်ရသေးခင်ရှေ့ဗီဒီယိုလေးကိုတွားရောက်ကြည့်ရှုဖို့အကြံပြုချင်ပါတယ်ဘာလို့လဲဆိုရင်ဒီဗီဒီယိုနှစ်ခုဟာဆက်ဆက်နေလို့ပဲဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူဗီဒီယိုလေးကိုဆက်ပြီးကြည့်လိုက်ကြရအောင် noun နောင်ဆိုတာကမြန်မာလိုနန်လို့ခေါ်ပါတယ်လူကြီးမင်းတို့နားလည်အောင်ပြောပြရမယ်ဆိုရင်တော့အမိပေးပြီးအမိခေါ်လို့ရတဲ့အရာမှန်သမျှကိုနောင်လို့ခေါ်ပါတယ်လူပုဂ္ဂိုလ်တွေနေရာဒေသတွေအရာဝတ္ထုတွေနဲ့စိတ်ကူးတွေးခေါ်တွေရဲ့အမိကိုဖော်ပြတဲ့စကားလုံးပဲဖြစ်ပါတယ်တနည်းအားဖြင့်အမိနာမရှိတဲ့အရာတွေကို noun လို့ပြောလို့ရပါတယ်ဥပမာအနေနဲ့ကျွန်တော်နောက်တစ်ချို့ကိုပြောပြပါမယ် boy girl doctor teacher pagoda, park, restaurant, airport, book, table, cloth, pencil, hope, truth, love, hate. ဒါတွေကတော့ဥပမာအနေနဲ့ကျွန်တော်ဖော်ပြတဲ့နောင်တွေပဲဖြစ်ပါတယ်။ဒီဥပမာတွေထဲကမှ လူပုဂ္ဂိုလ်တွေရဲ့အမိကိုဖော်ပြတဲ့နောင်တွေကဘာတွေလဲဆိုရင်ကြည့်လိုက်ကြရအောင် boy girl doctor teacher ဒီဟာတွေကတော့လူပုဂ္ဂိုလ်တွေရဲ့အမည်ကိုဖော်ပြတဲ့နောင်တွေပဲဖြစ်ပါတယ်။နောက်ထပ်နေရာဒေသတွေရဲ့အမည်ကိုဖော်ပြတဲ့နောင်တွေကတော့ pagoda park restaurant airport တို့ပဲဖြစ်ပါတယ်။နောက်ထပ်အရာဝတ္ထုတွေရဲ့အမည်ကိုဖော်ပြတဲ့နောင်တွေကတော့ book table cloth pencil တို့ပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ကူးအတွေးခေါ်နဲ့ခံစားချက်တွေကိုဖော်ပြတဲ့နောင်တွေကတော့ hope, truth, love, hate. Do Number 1. Common noun and proper noun. Number 2. Concrete noun and abstract noun. Number 3. Countable noun and uncountable noun. Number 4 singular noun and plural noun. Number 5, collective noun. Number 6, compound noun. ဒီနောက်တွေရဲ့အသေးစိတ်ကိုသိချင်ရင်တော့ကျွန်တော်ရဲ့ channel မှာတင်မဲ့နောက်ဗီဒီယိုလေးမှာတွားကြည့်ရှုပေးဖို့ပြောပါရစေလူကြီးမင်းတို့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင် Thanks you guys